အလုံးမင်္ဂလာပါ mask mm ဆိုဆိုပါတယ်ခရစ်တင်ငန်းစာကတော့ grade 7 mask 1ခန်းခွန်ပြင်းကြီးတစ်ခုပေါ်နိုင်အမှတ်မှနေရာဆရာချင်းဆိုတော့တင်ငန်းစာကိုလေ့လာပါမယ်ဒီတင်ငန်းစာလေးကတော့ short term မှာတော့လည်းအခြေခံအဖြစ်သင်ခဲ့ပြီပေါ့နော်ဒီမှာကျတော့ဗတ်တင်မလဲဆိုပြင်းကြီးပေါ်မှာရှိတဲ့အမှတ်တွေကိုတဲ့နေရာချတဲ့အခါမှာကိန်းနေလဲဘလို့ကိုစားပြီးပေါ်ပြမလဲဆိုတာကိုလေ့လာကြမယ်ခေါင်းစဉ်ကွဲ7.1ကကိန်းစုံတွဲဖြစ်ပေါ်ပြခြင်းအခေါ်ဝေါ်လေးတစ်ချက်မှတ်အောင်ပါပေါ့နော်အမှတ်တစ်ခုဤတင်နေရာကို ကိန်းစုံတွဲဖြစ်ပြင်းကြီးတစ်ခုမှာဘလို့ဖော်ပြရမလဲဆိုတော့ကြည်ကြည်အောင်ဒီမှာဆိုရင်အပေါင်းရင်ညီကိန်းမင်း OA ရှိမယ်အပေါင်းမရက်ကိန်းမင်း OY ဆိုတာရှိတယ်သူတို့တစ်ခုကအမတ် O မှာတောင်းပန်ကြပြီးတော့ဆွဲထားတယ်တဲ့ဒီတော့အဲ့ဒီရင်ညီဝင်ကိုဘလို့ခေါ်လဲဆိုရင် horizontal axis ဒီပုံလေးမှာဆိုလို့ရှိရင်ရေပြင်ကြီး OA လေးပေါ့နော်ကလပ်ဖက်ဆိုတော့တဲ့ဟာလေးကိုဒါရေပြင်ကြီးဝင်ရလို့ခေါ်မယ် horizontal axis သူတို့မရက်ဆွဲထားတဲ့ ဝင်ရိုးကိုကြတော့ particle axis ပေါ့နော် axis ဆိုတာဝင်ရိုးကိုပြောတာပဲအဒီဝင်ရိုးတစ်ခုက o မှာဆုံပြီးတော့တောင်းမချက်ဆွေးထားတယ်ဒီမှာပေးထားတဲ့အမှတ် a နဲ့ b မှာဘေးမှာ2ကောင်မထွေးဆိုရေးထားပြီးတယ်2ဆိုတာဘာကိုကိုစားပြလဲဆိုလို့ရှိရင် horizontal axis ရင်းညီဝင်ရိုးမှာရှိတယ်သူ့ရဲ့နေရာလေးပေါ့2 tree ဆိုတာ particle axis မှာရှိတဲ့သူ့ရဲ့နေရာတနည်းပဲ a ဆိုတဲ့အမှတ်လေးဟာသူ့ရဲ့နေရာက horizontal axis မှာရှိတဲ့2နေရာနဲ့ particle axis က3နေရာနှစ်ခုစုံတဲ့နေရာမှာ အေးရဲ့တည်နေရဖြစ်တယ်။ဒါကိုကိန်းစုံတွဲလို့ခေါ်တာပေါ့နော်။အဲကိန်းစုံတော့ဘာခေါ်လဲဆိုရင် order bell လို့ခေါ်မယ်။ကိန်းစုံတော့ဖြစ်ပေါ်ပြရမှာကိန်းစီစဉ်ထားရှိမှုတွေရေးကြည့်ပြီးအမြဲတမ်းအရှိက horizontal ရဖြစ်မယ်။အနောက်ကကဏ္ဍက vertical အမှတ်ဖြစ်တာပေါ့နော်။ကိန်းစုံတွဲ2.3နဲ့ပြထားတဲ့အမှတ်ဟာတဲ့ကိန်းစုံတော့3.2နဲ့ပြထားတဲ့အမှတ်နဲ့မတူပါဘူး။ဒါလေးသတိထားပေးရမယ်။ဝင်ရုံးတစ်ခုဆောင်ရအမှတ် O ကိုမူလအမှတ် origin လို့ခေါ်မယ်။အဲ့ဒီ origin ရဲ့ကိုစားပြုတဲ့ အမတ်ကကျ0.0ဆိုတဲ့ဂိမ်းစုံတွင်းနဲ့ကိုစားပြုတယ်ဗောနအဲဆိုတော့ပြင်းကြီးဘောမှာအမတ်တစ်ခုရဲ့နေရာကိုဂိမ်းစုံတွင်းနဲ့ဘယ်လိုပြမလဲဆိုတာသိပြီးသွားပြီဂိမ်းစုံတွင်းနဲ့ပြတဲ့အမတ်ရဲ့ဒီနေရာကိုတဲ့ပြင်းကြီးမှာဘယ်လိုနေရာချမလဲကောင်းစကား7.2ဟာတောင်းမှန် coordinate စနစ်ရင်းကြီးဝင်ရိုးကို x ဝင်ရိုးလို့ခေါ်မယ်မတ်တဝင်ရောကြတော့ y ဝင်ရောလို့ခေါ်တယ်ဒီတော့ဂိမ်းစုံထဲမှာရှိတဲ့ပထမဂိမ်းကို x coordinate လို့ခေါ်မယ်ဒုတိယဂိမ်းကိုကြတော့ y coordinate ခေါ်တာပေါ့နော်ဒီမှာ p ရဲ့နေရာလေးက4.3ဆိုတော့ P က P ရဲ့ S coordinate for မယ် Y coordinate ရ3ဒီတော့ for ရဲ့ P ရဲ့တင်နေရဆိုတော့က S coordinate 4နဲ့ Y coordinate 3တို့နှစ်ခုစုံတဲ့နေရာလေးက P ရဲ့တင်နေရလေးပေါ့ဒါကြောင့်မို့လို့ P ရဲ့တင်နေရကိုပြတဲ့ကိန်းစုံတဲ့ for comma 3ကို P ရဲ့ coordinate ခေါ်မယ်တဲ့ coordinate ကို ရေးတဲ့အခါမှာကိန်းစုံတဲ့ကို S comma 1နဲ့ပြောတဲ့ S ဆိုတော့ S coordinate X ဝင်ရောပြောတာ Y ဆိုတော့ Y ဝင်ရောမှာရှိတဲ့အမှတ်တစ်ခုပြောတာပေါ့ဒီပုံစံနဲ့တစ်လေးလေးလာရအောင် ။ဟောပါတို့ဒီနေရာကိုကောဒီနေပိုင်းဖော်ပြပါတာ။အာကစားယုံပမာရှိသလဲ။အညွန်ပေးထားတဲ့ A ကအာကစားယုံ B ကနင်းစီဆောင် C ကယုံခံ D ကစာကြည့်တိုင်း E ကစပယ်ဆောင် A ရဲ့ဒီနေရာရှာပေးရမယ်ဆိုသူကကောဒီနေနဲ့ပြပေးမယ်။ A ကပမာရှိသလဲ။ X ကောဒီနေရင်းချင်မယ်။ X က1 y coordinate ကသွားမယ်ဆိုလို့ရှိရင် 2y coordinate ရှိမယ်ဆိုလို့ရှိရင်ဒီမြင်းက x ဝင်ရတဲ့အပြိုင်တွားပေါ့နော်ဒီမှာကြမယ် အစ်ကောဒနဲ့ချစ်ချင်လို့ရှိရင်ဝိုင်ဝရုံးနဲ့အပြိုင်အကိုဆင်းချလာမယ်ဒီဝမ်းလေးဟာအစ်ကောဒနဲ့ဒါကြောင့်မို့လို့ a ဆိုတာကိုစားပြူတာအာကစားရောအာကစားရဲ့တင်နေရာဘာလဲဆိုရင်1,2ဖြစ်မယ် b ကနှိစဆောင်ကိုစားပြီး b ရဲ့တင်နေချင်းဆိုရှင် x coordinate 3 y coordinate 3ဆိုတော့ b က3,3 c ရုံးခန်းရုံးခန်းတင်နေတိဆိုလို့ရှိရင် x coordinate 4 y coordinate 2စာကြည့်တိုက်စာကြည့်တိုက် d x coordinate က y coordinate tree ဒါကြောင့်မဖိုက်ကုန်မ tree e ကစပယ်ဆောင်စပယ်ဆောင်ရဲ့ဒီနေရာက x coordinate 6 y coordinate 5တို့ဆုံးတဲ့နေရာမှာရှိရဲဒါကြောင့်မလို့6 comma 5ဖြစ်မယ်ဒါလေးကြီးတက်ပါတယ်ဒါလေးတွေက6တက်ပါငယ်လို့ပြီးသားလေးတော့အခြေခံသိပြီးသားပါပုံစံနဲ့နှစ်မှာကြတော့ပုံတွေမြပလန်ဘော်ရှိ store ဆိုင်မှာဒီနေရာကိုပပြထားတယ်တော့ဒီပုံလေးမှာ upper store ဆိုင်မှာဒီနေရာကို coordinate ပါပါ k a d h f ကိုရှာပြရမယ် k ဆိုတော့ဒီမှာ ကဲ coordinate က4.1 A ကြတော့2.2 D D ကြတော့3.6 H H ကဒီမှာ8.4 F F ကဒီမှာ8.9နံပါတ်2မိကုန်းကြတော့ coordinate ပေးထားတယ်သူ့အတီနေရာကိုနေရာချပေးရမယ်3.4 3.4ဆိုတော့ x coordinate x axis မှာရရှာ3 y က4 ဒီလိုစုံတဲ့နေရာဆွဲကြည့်လိုက်တော့ဒါ B ရဲ့နေရာလေးပေါ့ဒီတော့ coordinate ပေးထားလို့ရှိရင်ဒီနေရာရှာလို့ရမယ်ဒီနေရာပေးထားရင်လည်း order bell ကိုကြည့်လို့ရတယ်အဲ့ဒါပုံစံတွေနေ့ကနားလည်မတင်ပါနဲ့ပုံစံတွေ၃ပါးကျတော့ document coordinate စနစ်တွေနဲ့အမှတ်တွေပြီးထားတယ် A to E အဲ့ဒါကိုနေရာချပြရမယ် A B C to E ဟို season 9ဆက်ပြီးတော့တဲ့နောက်ဆုံးအမှတ်နဲ့ပထမဆုံးအမှတ်ကိုလက်ဆက်ရမယ်ရရှိလာတဲ့ပုံကဘာပုံဖြစ်တယ်လဲဆိုတော့မေးထားတယ် X ပြီးရော Y ဝင်ရော ဒီမှာ x axis y axis ဆိုတဲ့အခါမှာဒီ unit လေးတွေက meditate ပေးရမလဲဆိုတော့တစ်ချက်ပြောပါချင်ပါတယ်ပေးထားတဲ့ a to e အမှတ်တွေမှာ x coordinate ကြည့်လိုက်မယ်3 3 6 9အကြီးဆုံးကနန်းက9 line ဆိုလို့ရှိရင် x axis ကိုဆွဲတဲ့အခါမှာဒီကပုံဆွဲထားရပါတော့10နဲ့ဆွဲထားလိုက်တယ်ပြီးတော့ရှင်မှာမြကောင်းတက်ပေးရမယ် x ဝင်ရော y ဝင်ရောလည်းထုံပြီးလကောင်းမယ်ပေးထားတဲ့အမှတ်တွေရဲ့ y coordinate ကိုကြည့်မယ် ကြီးဆုံးကနန်းကဘလောက်လဲ7 7ဖြစ်တဲ့အကြောင်းမို့လို့ wine coordinate မှာတကွက်80ဆွဲထားရင်လည်းရတယ်ဒီမှာတော့10နဲ့ဆွဲပေးထားတယ်ဒါလည်းရတယ်မြန်ကောင်းတက်ပေးရမယ် wine six ဆိုပြီးဒီဘွား wine မှတ်ရေးပေးရမှာနော်ဒီပုံလက်မှာဆိုရင်ဒါနေရာချပေးထားပြီးသားပေါ့နော် a က3.0 3.0ဆိုရင် a မှတ်က x coordinate ရှိတယ် y က0ကြောင့်မလို့ဒီ x axis မှာရှိတဲ့ y coordinate ကအပြည့်အစုံ0ဖြစ်တယ်နောက်တစ်ခုက y is this မှာဆိုလို့ရှိရင် x ကိုတနည်း0ဖြစ်မယ် example ဒီ4မှာဆိုလို့ရှိရင်ဒါက y ဝင်ရောမှာဆိုတော့ y coordinate 4ဖြစ်မယ်ဒါပေမဲ့သူ့ရဲ့ x coordinate က0ဖြစ်မယ်ဒါလေးကမှတ်ထားမှာเนาะ b 3.4 c 6.7 d က9.4 e က9.0ဒါလုံးဆက်လိုက်တယ်ဆက်လိုက်ခါမှာဒါပါပေါ်ဖြစ်လို့ရှိရင် a ပုံလေးဖြစ်တယ်ပေါ့နော်ပုံစံအတွက်၄က a c ပြထားတယ် student ABC ရဲ့တောင်စုံတစ်ခုဖြစ်တယ်တဲ့ AB နဲ့ CD တို့ဒီ Y ဝင်ရုပ်နဲ့ပြိုင်တယ် AD နဲ့ BC က X ဝင်ရုပ်နဲ့ပြိုင်တယ်တဲ့ B နဲ့ D ရဲ့ coordinate ရှာပေးရမယ် AB ရဲ့အလျောက်ရှာပေးရမယ်ဒီမှာ coordinate ပြည်ညီတစ်ခုတိစောက်ပေးထားတယ် A ရဲ့အတီနီယာ4.4 C တီနီယာ9.9 A နဲ့ C နဲ့ A student ABC တွေထိတ်ဆုံးမှတ်ဖို့ဒါလေးက student ABC တွေ AB နဲ့ CD က1ဝင်ရုပ်နဲ့ပြိုင်ဖြစ်တယ် A D နဲ့ BC ဟာ A ဆိုမျိုးနဲ့အပြိုင်ဖြစ်တယ် B နဲ့ D ရဲ့ coordinate ရှာပေးရမယ်တဲ့ B ကဘာမှကြလဲဆိုတော့ A coordinate 4 Y coordinate 9ဆိုတဲ့နေရာပြကြမလို့ B က4.9 D ရဲ့ coordinate ကတော့ A coordinate 9 Y coordinate 4ပြကြမလို့ D က9.4ဖြစ်မယ်။နောက် AB ရဲ့အလျားဘလော့ရှိလဲ A ကနေ B ထိအလျားက unit 5ခုပွာတယ်။ဒါကြောင့်မလို့ဒါက5 unit ဖြစ်မယ်။ ဒါဆိုလို့ရှိရင်ပုံစံတွဲ၄အထိနားလည်မဖြစ်ပါနဲ့လေ့ကျင့်ခန်း3.1ဆက်သွားရအောင်ပေးထားတဲ့ပုံကိုကြည့်ပြီးတော့ဇေယျမှာရှိတဲ့အမှတ်တရ coordinate ကိုဖြည့်ပေးရမယ် AD နေရာပုံမှာလဲဒီမှာ A ဒီမှာဆိုတော့ x coordinate က1 y က2မှာရှိတယ်ဒါကြောင့်မို့သူ့ရဲ့ဒီနေရာက1.2ဖြစ်မယ် B B ကဒီမှာ B ရ x coordinate က10 y က1ဖြစ်လို့ B က10.1ဖြစ်မယ် တို့ပုံစံနဲ့ဂျန်နဲ့အမတ်လေးတွေကိုနေရာရှာပြလိုက်ပါဒါကလွယ်ပါတယ်နံပါတ်1မှာじゃတော့မှကိုယ်ချင်းနဲ့ပြင်ကြီးပါတာအောက်ပါအမတ်တွေကိုနေရာချပါတဲ့ပြီးရင် A နဲ့ B B နဲ့ C C နဲ့ D A နဲ့ D ကိုဆက်ပါလက်ရှိလာပုံဒီမြောက်မိတိပုံဖြစ်တဲ့နေ A B C D ရဲ့ဒီနေရာအမှတ်အလေးကိုကိုယ်ချင်းနဲ့ပုံစံနဲ့ပေးထားတယ်ပေါ်တမှာနံပါတ်2လေးပေါ့နော် A B C D နေရာချမယ် X axis နဲ့ Y axis ကိုတောင်းမကျဆိုပြောဆိုပြီးလို့ရှိရင်နေရာချတဲ့အခါမှာပေးထားတဲ့အမှတ်တဲ့နေရာကိုကြည့်မယ် X ကိုယ်ချင်းနဲ့ကြည့်မယ် X က အဲ့ stem မှာမှာအကြီးဆုံးတမ4အကြီးဆုံး4အကြီးဆုံးဆိုတော့4ထက်တစ်ခုပိုပြီးတော့ဆွဲထားရင်လုံလောက်ပြီ။ပြီးပြီးတော့ရှိရင်မြားကောင်းတက်ပေးရမယ်။ x ဝင်ရို။နောက် y axis မှာလည်းတူတူပဲ။5 3 1 3ဆိုတော့5ကအကြီးဆုံး။ဒါကြောင့်မလို့ y axis မှာ5ရဲ့တစ်ခုပိုဆိုတော့6ပေါ့နော်။ဒါလေးကိုပုံနေရာချထားပေးရမယ်။ unit တစ်ခုနဲ့တစ်ခုကအတိုင်းသာတူညီဖို့လိုတယ်။ဒါမှဒီပုံလေးကစနစ်ချမှာပေါ့နော်။နောက်နေရာချ a 3.5ပြကြမလို့3.5 5ဒါလေးက a ဖြစ်မယ် b က2.3ဆိုတော့2.3မှာ b ဖြစ်မယ် c က3.1 3.1 d က4.3ဆိုတော့4.3ဒါ d လေးရလာအမှတ်တွေကို a နဲ့ b b နဲ့ c c နဲ့ d a နဲ့ d ကိုဆက်လာဆက်လာလို့ရှိရင်ဘာပုံရလာသလဲဒါလေးကိုဖြည့်ပေးရမယ် a b c d ဆက်ပြီးတော့ဆိုရင် round back ပေါ့နော်ဒါကြောင့်ရရှိလာပုံဒီ round back ပုံဖြစ်ပြီး နောက်နံပါတ်3က MAT A 2.5 B 2.3 C 3.1တို့ကိုပေးထားတယ်တဲ့အောက်ပါမိကုန်းများဖြစ်ဆိုပါ A X coordinate ပါလဲဆိုတော့3ပေါ့နော် A Y coordinate ဆိုတော့5 B ရဲ့ X coordinate ဆိုတော့2ဒါလေးကလွယ်ပါတယ်ဆက်မရှင်းတော့ဘူးနော်နံပါတ်4လေးဆက်သွားရအောင်တောင်ပံ coordinate ပြင်ကြီးတစ်ခုပေါ်တွင်အောက်ပါမဲ့ရောနေရာချပါပြီးတော့အမှတ်များကိုအင်္ဂလိပ်စလုံးများအစီအစဉ်တိုင်းဆက်ပြီးနောက် A မက်နဲ့ P မက်ကိုဆက်ပါတဲ့မိတိပေါ်ရရှိသည်။ဆိုတော့ပေးထားတဲ့ A to P ပေးထားတယ်။ဘင်ညာတစ်ခုတိစောက်ပေးရမှာကြောင့်မလို့ X coordinate လာကြည့်မယ်။ X coordinate အကြီးဆုံးဘယ်လောက်ဖြစ်မလဲ။ကြည့်လိုက်တဲ့အခါမှာ setic ကအကြီးဆုံးဖြစ်တဲ့ X coordinate နော်။ Y coordinate အကြီးဆုံးဘယ်လောက်ဖြစ်မလဲဆိုတော့6ကအကြီးဆုံးဖြစ်တယ်။ဟိုတော့ဘင်ညာတစ်ခုတိစောက်ပြီးသွားပြီ။ X axis မှာအမတ်တွေကို20ယူထားတယ်။ Y axis ကအမတ်ကို7နဲ့နေရာယူထားပေးတယ်။ ဒီတော့နေရာ6 a က2.1ဆိုတော့ဒီနေရာမှာဖြစ်မယ်ပြီးရင်တခါတဲ့ a ဆိုတော့ရေးမယ်เนาะ b က2.4ဒီနေရာမှာဒါက b ဖြစ်မယ် c က1.6အလေးအစီဖြစ်မယ် d ရ3.4ဒါ d ဖြစ်မယ် e ရ8.4 8.4ဒါ e ဖြစ်မယ် f က10.6 10.6က F G က10ကိုမှ5ဒါ G ဖြစ်မယ် H က11ကိုမှ3 11 3ဟာ H I က10ကိုမှ2ဒါ I J က9ကိုမှ3ဒါ J K က8ကိုမှ2ဒါ K L က8ကိုမှ1ဒါ L M က7ကိုမှ1 dot m n nga 7.2 dot n over 3.2 o p at 3.1 dot p ဒီပေးထားတဲ့အမှတ်တွေကိုအမှတ်အစစ်စစ်နဲ့ဆက်မှာဆိုတော့ a နဲ့ b b နဲ့ c c နဲ့ d သူတို့ပုံစံဆက်မှာပေါ့နော်အင်္ဂလိပ်စလုံးစီစဉ်နိုင်ဆိုတဲ့ဘောဟာ A နဲ့ B B နဲ့ C C D D E E F F G G H H I I J J K K L L M M N N O O P ပြောနောက်ဆုံး ANFP ကိုဆက်လိုက်ဒီပုံစံထွက်လာဒါလေးကိုဘာပုံဖြစ်တယ်လဲဆိုတာကိုရေးပေးရမယ်ဒီပုံကြည့်ကြပြင်ဒါလေးကခွေးတကောင်ပုံပေါ့နော်အဲနော်ရရှိလာပုံနိခွေးတကောင်ဖြစ်တယ်ဆိုတော့လေးစာလေးရေးပေးရမယ်အဲတော့ဆိုနံပါတ်၄ပြီးပြီနော်နံပါတ်၅လေးစက်ဖက်ကြည့်အောင် ောင်းမန်ကိုဒရပြင်းကြီးတစ်ခုပေါ်မှာတဲ့အောက်ပါအမှတ်တွေရချမယ်ပြထားတဲ့အမှတ်တွေကိုအင်္ဂလိပ်စလိုမန်စီစဉ်ဆက်ပြီးတော့နောက်ဆုံးအမှတ်နဲ့ပထမဆုံးအမှတ်ကိုဆက်ပါဘာပုံရရှိသလဲဒါကနံပါတ်၄အတိုင်းပဲပေါ့နော်နံပါတ်၄အတိုင်းကတော့ပြင်းကြီးပုံချတဲ့အခါမှာ x axis တိ x coordinate တွေကအကြီးဆုံးက30တိရှိမယ် y coordinate မှာအကြီးဆုံးက8တိရှိမယ်ပေါ့နော်ဒါကနံပါတ်၅ပုံစံလေးပေါ့နော်ဒီမှာ x coordinate က30အကြီးဆုံးလို့17တိယူထားပေးတယ် x ဝင်ရော ဝိုင်းကိုဒီနေက8ကအကြီးဆုံးမလို့90ယူလာပေးပြီးတော့တော့ပြင်ကြီးတစ်ခုတစ်ဆောက်ထားတယ်ပေါ့နော်ဒါတော့ဒီမှာလဲသူပေးထားတဲ့ A B C D E F G H ဆိုတာလေးကိုနေရာချကြည့်အောင် A 2.2ဒါ A B က3.1 C က9.1 D က10.2 E က7.2 F က7.8 G က2.3 H က7.3 English alone seasonal ပြန်ဆက်မယ်ဆက်ပြီးတော့နောက်ဆုံးမှတ်နဲ့ပထမဆုံးမှတ်ဆက်ပြီးတော့ရလာပုံကိုရေးပေးရမယ်အားလုံးဆက်လက်ခါမှာဒီပုံစံလေးထွက်လာတယ်ဒီပုံစံလေးဘာနဲ့တူလဲဆိုလို့ရှိရင်ဒါရွက်လေရွက်တိုင်းလေးဖြစ်နေမှာပေါ့နော်ဒါဒီပုံစံလေးဟာရွက်လေဖြစ်ပါသည်ဒါကလေ့ကျင့်ခန်း3.1ရဲ့1 to 5ပေါ့နော် one to five လေးကိုပုံစံတော့တွဲပြီးတော့ရှင်းပြထားတာပါအားလုံးဒီဒီကိုနားလည်မယ်လို့ထင်ပါတယ်လွယ်ပါတယ်ဒီခန်းကနော်သင်ချင်ရှိတဲ့လေ့ကျင့်ခန်း6 7 8 9 10ကိုနောက်သင်ခန်းစာမှာဆက်ပြီးရှင်းပြပါမယ်အကျိုးရှိတယ်ဆိုလို့ရှိရင် Maskite MM Channel လေးကိုကျေးဇူးပြု၍ like subscribe share လုပ်ပေးလို့ရပါတယ်အဆုံးနဲ့ကြည့်ရှုပြီးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့နေ့လေးဖြစ်ပါစေ